Welcome to my channel. Mommy's Talk and Insight Channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှမျှဝေပေးစေခြင်းတဲ့အကြောင်းကတော့ Facebook ကဗီဒီယိုကိုဘယ်လို download ဆွဲလဲဆိုတာကိုပြန်လည်မျှဝေပေးစေခြင်းပါတယ်။အရင်ဆုံးမိတ်ဆွေရဲ့ဖုန်းထဲမှာ browser တစ်ခုခုရှိဖို့လိုပါတယ်။ Safari လား Firefox လား Chrome လားစသဖြင့် browser တစ်ခုခုရှိဖို့လိုပါတယ်။ကျွန်တော်ကတော့ဒီနေ့မှ Chrome browser နဲ့ဘယ်လို download ဆွဲရလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့ Chrome browser တွေကိုဝင်လိုက်ပြီဆိုရင် Chrome browser ရဲ့ search bar ထဲမှာ Facebook video download online ဆိုပြီးတော့ကျွန်တော်ရိုက်တက်လို့ရိုက်ရှာပေးလိုက်ပါပြီးရင်ပထမဆုံးတွေ့တဲ့ link လေးကိုမိတ်ဆွေဝင်လိုက်ပါ Okay ဒါဆိုရင်မိတ်ဆွေအနေနဲ့ဒီ Facebook download လုပ်မဲ့ဒီ online link တဲကိုရောက်သွားပြီဆိုရင်မိမိ down ကျင်တဲ့ Facebook ကိုပြန်သွားပေးပါအဲ့ဒီ Facebook တွေမှာမိမိကဘယ် video ကို download လုပ်ခြင်းလဲပေါ့နော် မိမိတောင်းကျင်တဲ့ဗီဒီယိုကိုရောက်ပြီဆိုရင်ဘေးနားမှာဒီ share ပုံလုံးလေးရှိတယ်ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပြီးတော့အောက်မှာ copy link လေးကိုတစ်ချက်အဲနှိပ်ပေးပါ copy link လေးကိုနှိပ်ပြီးပြီဆိုတာနဲ့ခုနကအဲကျွန်တော်တို့အရင်ဖွင့်လာတဲ့ Chrome browser တွေက facebook.download.net တွေကိုပြန်ဝင်ရပါမယ်ဒါဆိုရင်ခုနတော့ကမိတ်ဆွေတို့နေဒေါင်းလုဒ်လုပ်ချင်တဲ့ဗီဒီယိုလေးကိုအဲ့ဒီထဲမှာ paste ပြန်ပြီးတော့ချပစ်လိုက်နော် face ပြန်ပေးလို့ချပေးလိုက်တယ်ဆိုရင်အဲ့ဒီမှာ version နှစ်မျိုးရှိလိမ့်မယ် normal quality နဲ့ HD quality ဆိုပြီးရောကတော့အခုလောလောဆယ်ဒီ video မှာ HD quality နဲ့ video download ပေးတာပါတယ် HD video quality ကို download ဆွဲလိုက်ပြီးဆိုရင်လည်းသူက save file uv file နဲ့ပေါ့နော်အဲ့ဒါကမိတ်ဆွေတွေရဲ့ဖုန်းထဲမှာအဆင်ပြေတဲ့ file တနေရာမှာ download တော့ပြီးတော့တင်ထားလို့ရပါပြီအခုဆိုရင်မိတ်ဆွေ download လုပ်တာနဲ့ file လေးကိုဖုန်းထဲမှာရောက်သွားပြီပေါ့နော် Hi little guy ုန်းထဲမှာတင်လုပ်ပြီးပါပြီ congratulation မှာမိတ်ဆွေ facebook ရဲ့ video ကို facebook application မလိုဘဲနဲ့ online ရနေပြီးတော့အလွယ်တကူ download တက်သွားပါပြီဒီ video ကမိတ်ဆွေအတွက်အကျိုးဖြစ်မယ်ဆိုရင်လည်းဒီအဲဒီလိုမျိုးပေါ့နော်မိတ်ဆွေလိုမျိုး facebook နေပြီးတော့ download ဆွဲဖို့အတွက်လိုအပ်တဲ့လူတယောက်တယောက်ကိုပြန်လည်မျှဝေပေးစေချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်